ားလုံးမင်္ဂလာပါခင်ဗျာစက်တင်ဘာလ18ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းကတော့မြင်းမှုမှာရှိတဲ့ PDF စကမ်းတစ်ခုကိုလွန်ညိုတပ်ဖွဲ့ဝင်တွေဝင်ရောက်စီးနင်းပြီးတော့လက်နက်ခဲယမ်းအများအပြားကိုသိမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်စကိုင်းတိုင်းဒေသကြီးမြင်းမှုမြို့နယ်ပေကူကျေးရွာမှာရှိတဲ့ PDF စကမ်းတစ်ခုကိုလွန်ညိုတပ်ဖွဲ့ဝင်တွေကဝင်ရောက်စီးနင်းခဲ့ပါတယ်စက်တင်ဘာလ15ရက်နေ့နေ့လယ်ပိုင်းမှာဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီးတော့ ဒီစီးနှင်းမှုမှာလက်နက်ခဲယမ်းနေနဲ့ PDF အသုံးဆောင်ပစ္စည်းတွေလူနေတဲတွေအများပြားသိရှိရမိခဲ့တယ်လို့သိရပါတယ်။နောက်တစ်ရင်းတစ်ပုဒ်ကတော့ကြောင်မဲနဲ့ဒါမနီမွေးနေရာတွေမှာပင်နမိုင်ဘယ်လောက်ရောက်ပြီလဲတော့မပြောဘူးပေါ့နော်။ကြောင်မဲနဲ့မနီမွေးနေရာအချို့မှာလွန်ညိုတဲ့ဖုတ်ဝင်တွေကဆက်လက်တိုက်ခိုက်ပြီးတော့နေမင်းရှင်းလင်းရေးတွေဆက်လက်လှုပ်ဆောင်နေပါတယ်။အမကြခင်ကာလအတွင်းမှာတော့ဒါကြောင်မဲကတော့ရရှိနိုင်တယ်။အဲတော့ကြောင်မဲမှာဘာလို့ကြန့်ကြာနေတာလဲပြောလို့ရှိရင်အရင်ကကျွန်တော် ပြောခဲ့သလိုပဲစစ်တပ်ကအစစ်တပ်နဲ့တူအောင်တိုက်တယ်။ အဲ့ဒီအတွက်တချို့နေရာတွေမှာအလုံးစုံဘောနော်အကျဉ်းချက်မရှိရအောင်စနစ်တကျရှင်းလင်းပြီးတိုက်နေတာဖြစ်ပါတယ်တနေရာတည်းဝင်ပြီးတော့ဘယ်နေရာမှာသတင်းရတယ်အဲ့နေရာမှာစုပြုံပြီးတိုက်မယ်ဆိုရင်တိုက်လို့ရပါမယ်လေစနစ်တကျနဲ့မျိုးတစ်ခုလုံးတင်သွားတဲ့ပုံစံမျိုးဥမာနောင်ချိုဆိုလို့ရှိရင်တစ်မျိုးနယ်လုံးနောင်ချိုဒေသတစ်ခွင်လုံးဒီလိုတိုက်ခိုက်သွားတဲ့ပုံစံမျိုးနဲ့တိုက်ခိုက်နေတယ်လို့ကျွန်တော်မြင်ပါတယ်အခုတိုက်ပွဲတွေပြင်းထန်နေတဲ့ခိုက်တဟုံးရွာအဲ့ဒီရွာရဲ့အကျော်မှာဆိုလို့ရှိရင်လေဒါစခန်းသာဆိုတာရှိတယ်ပေါ့နော်အဲ့စခန်းသာမှာ အနည်းဆုံးပလောင်အင်အားယာကြီးပိုင်းကိုတက်ဆွဲပြီးတော့လုံညွတ်ဖုံဝင်ရဲ့အလာကိုသူတို့စီးကျူတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေတယ်။ရှင်းရှင်းပြောရရင်တော့ဒါခံစစ်ပြင်ပြီးစောင့်နေတဲ့သဘောမှရှိပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ပလောင်ထိန်းချုပ်ထားတဲ့ဒေသတော်တော်များများမှာ KDBD အနှိတ်ခမ်းပေါ့နော်။မာဆက်တွေကိုအကန့်အသတ်မရှိရက်ကန့်အသတ်မရှိပိတ်ထားဖို့အတွက်ညွှန်ကြားထားတယ်လို့သိရပါတယ်။ပလောင်လက်နက်ကိုင် TNL အဖွဲ့ထိန်းချုပ်ထားတဲ့မန္တလေးဒေသကြီးမိုးကုံမြို့နယ်အပါအဝင်ကြောင်မဲနံမတူနဲ့နတ်မခမ်းစတဲ့မြို့နယ်တွေမှာ KDB တွေနဲ့အနှိမ့်ခံတွေကိုရက်အကန့်အသတ်မရှိပိတ်ထားဖို့အတွက် TNL တွေကတာဝန်ရှိတဲ့သူတွေကညွှန်ကြားထားတယ်လို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ September 16ရက်နေ့ကအစိုးရတာဝန်ရှိတဲ့သူအချို့နဲ့ MND ဘက်ကတာဝန်ရှိတဲ့သူအချို့နဲ့လာရှုမှထပ်ပြီးတွေ့ဆုံတယ်လို့သိရပါတယ်။ဘာကြောင့်တွေ့ဆုံတယ်လို့မသိရသေးပေမဲ့အများစုပေါ့နော်ဒီသခန်အများစုထင်ကြီးပြနေတာကတော့တိန်ဒီမျိုးကိုအစိုးရလက်အောက်ကိုပြန်လဲလွှဲပြောင်းပေးအပ်ဖို့လို့ဒီလိုယူဆနေကြပါတယ်။ အသိဉာဏ်မျိုးကတရုတ်မြန်မာမြေထားစင်းညက်လမ်းပေါ်မှာရှိနေတဲ့မျိုးတစ်မျိုးလည်းဖြစ်ပါတယ်။တော့သိဉာဏ်မျိုးသာသူတို့ဘက်ကအသာတကြီးပြင်ပြီးလွှဲပေးမယ်ဆိုရင်ဒီဘက်ကကြောက်မဲနဲ့တီဘောတိုက်ပြီးကုတ်ခိုင်တစ်မျိုးနေတဲ့သာကျန်တော့တာဖြစ်ပါတယ်။တော့ကုတ်ခိုင်မျိုးနယ်ကတိုက်ရခတ်မဲ့အနေထားရှိတယ်။အစတည်းကကျွန်တော်ပြောသလိုပဲကုတ်ခိုင်မှာ TNLA, KIA, MND 3ဖွဲ့ရှိတယ်လို့မျိုးပဲ။တော့အခြားသောလက်နက်ကိုင်တွေလည်းဝင်ထွက်သွားလာတာရှိပါတယ်။နောက်တစ်နေ့ဘက်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းကအိန္ဒိယစစ်ဦးစီးချုပ်နဲ့တွေ့ပြီးတဲ့အချိန်မှာပေါ့နော်။ ဒါအိန္ဒိယနဲ့မြန်မာကြားထဲမှာနှစ်နိုင်ငံတက်မတော်ချင်းတော့အပြန်အလှန်ကုလူဆက်ဆံမှုတွေတိုးမြင့်လာတာမြင်ရပါတယ်။မြန်မာတက်မတော်အချစ်ကြီးရေးကိုယ်စားလှယ်အဖွဲ့ကအိန္ဒိယနိုင်ငံကိုထွက်ခွာသွားတယ်လို့ပဲအိန္ဒိယတက်မတော်ရဲ့အချစ်ကြီးရေးကိုယ်စားလှယ်အဖွဲ့ပေါ့နော်အိန္ဒိယတက်မတော်ကတက်မတော်သားတွေကမြန်မာနိုင်ငံကိုရောက်ရှိလာတာလည်းတွေ့ရပါတယ်။ဒီလိုနှစ်နိုင်ငံကြားတက်မတော်ခီးစဉ်နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့လှုပ်ရှားမှုတွေကိုသိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ထပ်ပြီးတော့ဖော်ပြပေးမှာဖြစ်ပါတယ်။နောက်တစ်နေ့တော့ကတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညွတ်စောဒါတရုတ်နိုင်ငံကိုရောက်ရှိနေတာအလုံးသိပဲဖြစ်ပါတယ်အဲ့တော့ဦးညွတ်စောကလက်ရှိချိန်မှာတရုတ်သုတမရနဲ့တွေ့ခဲ့တယ်လည်းသိရတယ်အဲ့ဒါအပြင်ကမှတရုတ်နိုင်ငံထဲမှာရှိနေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီးတော့မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အတွက်ဖိတ်ခေါ်ထားတယ်လို့လည်းသိရပါတယ်။အာနောက်တစ်ခုအကြတော့တည်င်းတော့တည်င်းပဲပေါ့နော်။ဒါပေမဲ့တည်င်းအပေါ်မှာကျွန်တော်ကထပ်ပြီးတော့ဖြည့်ဆွက်ပြောချင်တာပေါ့။အဲ့ဒါက2026ခုနှစ်အတွက်အင်ဒိုနီးရှားကနေပြီးတော့ပေါ့နော်။အင်ဒိုနီးရှားတက်မတော်အတွက်အင်ဒိုနီးရှားလွှတ်တော်က ကာကွယ်ရေးဘတ်ဂျက်ချပြီးတော့အဲအင်ဒိုနီးရှားနိုင်ငံကကျွန်တော်တို့အာဆီယံ7နိုင်ငံထဲမှာအင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်အဲ့လိုပဲလူကြီးရေလည်းများတဲ့နိုင်ငံဖြစ်တယ်လို့နော်အစ္စလမ်ဘာသာကိုးကွယ်သူအများစုနေထိုင်တဲ့နိုင်ငံလည်းဖြစ်ပါတယ်အင်ဒိုနီးရှားလွှတ်တော်ကနေပြီးတော့အင်ဒိုနီးရှားတက်မတော်အတွက်2016ခုနှစ်မှာချပေးတဲ့ဘတ်ဂျက်ကတော့အမေရိကန်ဒေါ်လာ17.4ဘီလီယံဖြစ်ပါတယ်အဲ့တော့အာဆီယံနိုင်ငံတွေထဲမှာကျွန်တော်လေးလာမိတဲ့လောက်ကတော့အင်ဒိုနီးရှား စစ်တပ်ကဘတ်ဂျက်အသုံးပြုမှုအများဆုံးစစ်တပ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လည်းဒီကကွယ်ရေးဘတ်ဂျက်တွေနဲ့ပြန်လည်လာတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံကပုံမှန်ဆိုလို့ရှိရင်ပေါ့နော်ဟိုးအရင်တော့ဆိုလို့ရှိရင်စစ်ရေးတွေမပြင်းထန်တဲ့ကာလဆိုလို့ရှိရင်3ဘီလီယံ ဒီပြင်းမြဒီလောက်ပဲသွားနေတာမြင်ရပါတယ်။နောက်ပိုင်းမှာတော့၄ဘီလီယံဝန်းကျင်လောက်ထိရောက်လာတာကျွန်တော်တို့မြင်ရတယ်ပေါ့။အဲ့တော့နိုင်ငံတကာနိုင်ငံမှာတက်မတော်ဆိုတာမရှိမဖြစ်လိုအပ်တယ်လို့ပဲတက်မတော်ကြီးရှင်းတဲ့ရည်တည်ဖို့လေပတ်ဖို့အတွက်ကာကွယ်ရေးဘတ်ဂျက်တွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။အဲ့တော့ကျွန်တော်တို့နိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံကြီးတွေနဲ့ပြီးလို့ရှိရင်ဘင်္ဂလားဒေ့ရှ်လိုမျိုးနိုင်ငံတွေဘေးမှာခြံရံထားတာပေါ့နော်။အဲ့တော့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘေးမှာရှိနေတဲ့ပြဿနာဘာရှိလဲဆိုတာပြီးလို့ရှိရင်ကျွန်တော် အဲဘင်္ဂလားဒေ့သတင်းတပုတ်ရှိတယ်ပေါ့နော်အဲ့ဒါနဲ့တွဲပြီးပြောပါမယ်အဲ့တော့အိနေချင်းမှာဘင်္ဂလားဒေ့ရှိတယ်ပြီးလို့ရှိရင်ထိုင်းနိုင်ငံရှိတယ်အဲ့တော့ပြီးလို့ရှိရင်ပြည်တွင်းမှာတောင်းကျမှုအများအပြားရှိတယ်ဆိုတော့ကာကွယ်ရေးဘတ်ဂျက်ကကျွန်တော်တို့လေးလာမီတလောက်ဆိုလို့ရှိရင်နည်းနေသေးတယ်လို့ကျွန်တော်မြင်တာပေါ့နော်တမတော်သားတွေရဲ့စားနပ်ရေးခါပြီးလို့ရှိရင်လက်နက်ခဲယံပြီးလို့ရှိရင်လက်နက်အသစ်အစမ်းတွေအတွက်ကျွန်တော်တို့ဖြစ်တင်းဝယ်ယူဖို့ပေါ့အဲ့တော့ဒါမှကျွန်တော်တို့အင်အားတောင့်တင်းမယ်ပြီးလို့ရှိရင်ကြစ်လက်ခိုင်မာတဲ့တမတော်တရက်ကိုကျွန်တော်တို့ရရှိမှာပေါ့အဲ့တော့ ဟို38ကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်3ဘီလီယံနဲ့4ဘီလီယံဆိုဟိုက12ဘီလီယံလောက်ပဲကျွန်တော်တွက်လို့ရတယ်ပေါ့ပြန်မြပေါ့နော်နှစ်စဉ်နှစ်စဉ်နဲ့ပြန်ပြီးချိန်ကြည့်မယ်ဆိုရင်12ဘီလီယံတော့ကျွန်တော်က3ချိုးတစ်ချိုးလောက်မှာပဲတုံးနေတဲ့အနေထားရှိတာပေါ့အဲ့တော့ဒီလောက်အနေထားမှာကျွန်တော်တို့ဒီလောက်ပုံစံရက်တည်နိုင်တာဖားပြောတာတော့မဟုတ်ဘူးနော်တက်မတော်ကောင်းဆုံးအဆက်ဆက်နော်လက်ရှိအခြေအနေထိဒါအုပ်ချုပ်နေတဲ့သူတွေရဲ့ စွမ်းဆောင်မှုကြောင့်လို့ကျွန်တော်မြင်တယ်။ဘေးနိုင်ငံတွေလည်းလိုက်ပြီးလေးလာကြည့်သေးတယ်ပေါ့နော်။ကာကွယ်ရေးဘတ်ဂျက်အသုံးပြုမှုတွေတချို့နိုင်ငံတွေမှာဒီမိုကရေစီလို့နာမည်တက်ထားတဲ့နိုင်ငံတွေပွင့်လင်းမြင့်တာမှုရှိပါတယ်ဆိုတဲ့နိုင်ငံတွေမှာကာကွယ်ရေးဘတ်ဂျက်တွေကကျွန်တော်တို့နိုင်ငံလိုမျိုးတော့မှပေါ်တင်ထုတ်ပြုသုံးဆွဲတာမျိုးကျွန်တော်တို့မမြင်ရအောင်နော်။မတိမတာသုံးဆွဲနေတဲ့နိုင်ငံအများအပြားရှိတယ်ပေါ့။အဲတချို့နိုင်ငံတွေအတွက်အချက်လက်ကမရရှိနိုင်တဲ့အနေအထားဖြစ်တယ်ပေါ့နော်။ဘာပဲပြောလာမဲ့ယူကော့ပွဲအပြီးမှာထပ်ပေါ်လာမဲ့လွတ်တော်ပေါ့နော်။အဲလွတ်တော်ကနေတစင်ကျွန်တော်တို့ကနိုင်ငံပြန်ပြီးဥမော့လာပြီဆိုလို့ရှိရင် ဟိုကျွန်တော်ရဲ့ GDP ရဲ့အချိုးတစ်ခုကိုတက်မတော်အတွက်ကဒီကာကွယ်ရေးဘတ်ဂျက်တိုးမြှင့်မှုအတွက်ဆက်ပြီးလှုပ်ဆောင်သင့်တယ်လို့ထင်တာဒါကျွန်တော်တို့အနည်းဆုံး20နဲ့ချီတိဆောက်မှသာလျှင်အရေးကြောင်တစ်ခုကိုကြုံလာတဲ့ခါကျလို့ရှိရင်ကိုယ်နိုင်ငံအတွက်ကာကွယ်နိုင်စွမ်းရှိတဲ့တက်မတော်တဲ့ကိုကျွန်တော်တို့ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်လက်ရှိအချိန်မှာမကာကွယ်နိုင်ဘူးလားဆိုတော့သူခွန်သူအားနဲ့ရှိသလောက်တော့ရုံးကန်ကာကွယ်မှုတွေရတော့လှုပ်ဆောင်နေတာပဲဒါပေမဲ့လည်းပြောချင်တာတော့ဒီတက်ပို့ပြီးအင်အားတောင့်တင်းတဲ့ တမတော်တဲ့ပိုင်ဆိုင်မှုတော့လို့တယ်ကျွန်တော်တို့ကအနီးမှာမဟာအင်အားကြီးနိုင်ငံတွေခြံရံပြီးတော့နေထိုင်ရတဲ့နိုင်ငံဖြစ်ပါတယ်အဲ့ဒီအတွက်ကတော့ပထဝီနိုင်ငံကြီးအရာပဲဖြစ်ဖြစ်ဘလို့ပဲကြီးကြီးကျွန်တော်နိုင်ငံကအင်အားတောင့်တင်းတဲ့တမတော်တဲ့ကတော့ပိုင်ကိုပိုင်ထားတဲ့နဲ့လက်နက်အင်အားလူအင်အားစသဖြင့်ဒီလိုတောင့်တင်းတဲ့တမတော်တဲ့ကတော့ပိုင်ဆိုင်ထားတဲ့အဲ့တော့ဒီလိုပိုင်ဆိုင်မှုအတွက်လည်းခုနကပြောသလိုအများပြားမဟုတ်ဘူးဆိုလို့ရှိရင်တော့တင့်တင့်တဲ့ဘတ်ဂျက်ခွဲတန်းတစ်ခုကတော့ဒါနှစ်စင်မဖြစ်မနေလိုအပ်တယ်လို့ကျွန်တော်မြင်ပါတယ်နောက်တစ်နေ့ဘောကတော့ကြားပြင်းတဲ့ဒီမော့ဆုမြို့နယ်ထဲမှာရှိတဲ့ တောင်ငန်ခါရွာနာမှာစက်တင်ဘာလ18ရက်နေ့မနက်ပိုင်းမှာကရားပီဒီအဖွဲ့ဝင်တွေအနေနဲ့လူမျိုးတဖွဲ့ဝင်တွေကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ကရားပီဒီရဲ့အလောင်း9လောင်းလက်နက်မျိုးစုံ6လက်ခဲယမ်းနဲ့ဆက်ဆက်ပစ္စည်းတွေတင်းစီရမိခဲ့တယ်လို့သိရပါတယ်ဒီနေရာမှာသူတို့အခြေပြုနေတာဖြစ်ပါတယ်လူမျိုးတဖွဲ့ဝင်တွေရဲ့မျက်မြင်ကြံခဲ့တဲ့ အလောင်းတွေဖြစ်ပါတယ်เนาะသူတို့မျက်မှတ်မြင်မဲ့ပြန်ဆွဲသွားတဲ့အလောင်းတွေဒဏ်ရာရတဲ့သူတွေဘလောက်များလဲဆိုတာတော့ဒါကျွန်တော်တို့အတည်ပြုဖို့ခက်ခဲပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ယာယီနေရဲစွန့်ခွာနေရတဲ့ထိခိုက်လွယ်အုပ်စုတွေအတွက်အလုတ်ကင်တွေဖန်တီးပေးဖို့ဆွေးနွေးရဆိုတဲ့သတင်းပေါ့နော်ဒါက UMSCCI မှာကျင်းပတဲ့အစည်းအဝေးမှာပြောခဲ့တာဖြစ်ပါတယ်ဒီစည်းဝေးကိုပြည်တော်စုဝန်ကြီးဦးကုတ်ကိုလိုင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။အဲတော့ထိခိုက်လွယ်အုပ်စုတွေအတွက်အလုတ်ကင်အခွင့်အလမ်းတွေဖန်တီးပေးတာကတော့ကျွန်တော်တို့ကတော့ဒါဝမ်မန်တတာကြိုးဆိုတယ် ဒီနေရာမှာကျွန်တော်ကိုကျွန်တော်သတင်းကြည့်တဲ့ပြည်သက်တွေတွေကတယောက်မေးထားတာကလာမယ့်ရွေးကောက်ပွဲမှာနောက်ရွှေပြောင်းနေထိုင်ရတဲ့ဥမာစကိုင်းတိုင်းနေသားကြီးတွေမှာမလုံခြုံလို့အသက်ခံရတော့မှာမို့ရွှေပြောင်းပြီးတော့ရန်ကုန်နေပြီးတော့မန္တလေးတောင်ကြီးပြည်ဦးလင်းစတဲ့ဒီလိုနေရာမျိုးမှာပြောင်းရွှေ့နေထိုင်ရတဲ့စစ်ဘေးရှောင်ပေါ့နော်အကျန်းဖတ်ဘေးရှောင်ပြည်သူတွေအတွက်ဘယ်လိုမဲပေးရမလဲဆိုတဲ့ဟာတွေလည်း သူတို့အနေနဲ့သိချင်နေပါတယ်အကျယ်တဝင်းသိချင်နေပါတယ်သူတို့အနေနဲ့မဲပေးခွင့်မဆုံးရှုံးမှုချင်းဘူးလို့ပြောနေကြပါတယ်အဲ့ဒီအတွက်လဲစနစ်တကျလေးထုတ်ပြန်ပြီးတာမျိုးเนาะချိန်ညာပြီးတာမျိုးလုတ်ပြီးသိနေလို့ထင်ပါတယ်အဲ့တော့ခုနကပြောမယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်တည်င်းပေါ့အခုတော့ပြောမယ်ပေါ့အဲ့တော့ဘင်္ဂလားဒေ့ရှ်နဲ့အမေရိကန်နဲ့ပူးပေါင်းပြီးစည်ရေးလက်ချက်မှုတွေပြုလုပ်နေပါတယ်အဲ့ကျွန်တော်တို့ကလက်ရှိတရုတ်နဲ့အိန္ဒိယဘေးမှာနေတယ်เนาะပြီးတော့ဒီနေ့သတင်းမှာပဲထပ်ပြီးတက်လာတာက လာအိုနဲ့ရုရှားနဲ့က လောက်မှာစီးရီးလေ့ကျင့်မှုပြုလုပ်နေတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ဒီလိုနေရာနဲ့ဒီလိုနေရာမှာစီးရီးလေ့ကျင့်မှုတွေလုပ်နေတယ်လုပ်တဲ့နှစ်နိုင်ငံကလည်းကမ္ဘာအင်အားကြီးပါတယ်ဆိုတော့1 2 3ရနိုင်ငံနေဆိုတော့ဒါကအင်မတန်မှစိုးရိမ်စရာကောင်းတဲ့အခြေအနေဖြစ်ပါတယ်တော့သူတို့ဘယ်လိုရည်ရွယ်ချက်နဲ့ပဲလုပ်တည်ဖြစ်စီခုနကကျွန်တော်ပြောသလိုကျွန်တော်တို့မှသာဟန့်တားနိုင်တဲ့ဒါမှမဟုတ်ရှင်အဟန့်တစ်ခုမရှိရင်ပေါ့เนาะကျွန်တော်တို့အကောက်အွယ်မဲ့နေတဲ့သူတွေလို့ဖြစ်ပါလိမ့်မယ် နော်ဆိုတော့အမေရိကန်အနေနဲ့ဘင်္ဂလားဒေ့ရှ်ကိုပလင်းကြီးဝင်ကတ်တဲ့အနေထားကျွန်တော်တို့မြင်ရတယ်။ဗျောင်ကြီးဝင်ကတ်နေတဲ့အနေထားမြင်ရတယ်။နော်ရှေ့ဟာစီနာရှိတဲ့အချိန်မှာတော့ဘင်္ဂလားဒေ့ရှ်ကတရုတ်နဲ့နီးကပ်တယ်ဆိုပေမဲ့တရုတ်ရဲ့အကူအညီတွေအများကြီးယူခဲ့ပြီးတော့တီဆောင်ရေးလုပ်ငန်းတွေလုပ်ခဲ့တယ်ဆိုပေမဲ့ရှေ့ဟာစီနာပြုတ်ကျသွားတဲ့အချိန်မှာတိတိတသာပဲဘင်္ဂလားဒေ့ရှ်ရဲ့စစ်တပ်ကအမေရိကန်နဲ့လင်မယားလို့ပဲတပူးတူတဲ့လုပ်နေတာမြင်ရပါတယ်။ဒီစီရေးလက်ချင်းမှုက စက်တင်ဘာလ16ရက်နေ့ကစပြီးပြုလုပ်နေတာဖြစ်ပါတယ်အော်ဒီစီလင်းကျင်းမှုကနေဘာတွေဆက်ဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ပြောလို့တော့မရအောင်အမေရိကန်မှာအဲ့ဒီအကျင့်တွေရှိတယ်အမေရိကန်စစ်တပ်မှာအဲ့ဒီအကျင့်တွေရှိတယ်အဲ့ဒီတခုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ရှေ့ခါစီနာမပြုတ်ခင်ကပေါ့နော်အမေရိကန်ကနေပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကိုဒါကင်းလက်ရည်ရင်တွေ drone တွေစသဖြင့်ထောက်ပံ့တာတွေအများအပြားရှိခဲ့တယ်တော့ဘင်္ဂလားဒေ့ရှ်ရည်တပ်အတွက်ပေါ့နော်တော်တော်လေးအထောက်အကူဖြစ်စေခဲ့တဲ့ပစ္စည်းတွေ ထောက်ပံ့ခဲ့တာရှိတယ်ဒါပလိန်ကြီးပြေးပြတာเนาะရောင်းတာမျိုးမဟုတ်ဘူးပေါ့နောက်တော့ဘင်္ဂလားဒေ့ရဲ့ပတ်သက်တဲ့သတင်းကမနေ့ကကျွန်တော်တင်ပြခဲ့သလိုပဲရခိုင်ကနေပြီးတော့မူရစ်စီဝါတွေဘင်္ဂလားဒေ့တဲကိုစီးဝင်နေတယ်ဆိုပြီးတော့ဘင်္ဂလားဒေ့နေသားစောက်တက်ကပြောတယ်ဒီမူရစ်ရောင်းဝယ်မှုတွေမှာအေးအေးပါဝင်နေတယ်ဆိုတဲ့အကြောင်းလဲအဲ့ဒီနေသားစောက်တက်ကတခါလေးပြောသွားတယ်အဲ့တော့ဒီလိုပြောတာကိုအေးအေးဘက်ကတော့ပြန်ပြီးတော့ခြေပသွားတယ်သူတို့အနေနဲ့မူရစ်စီဝါနဲ့ပတ်သက်ပြီးတော့လောက်ကကြီးလုံးဝမရှိဘဲနဲ့မူရစ်စီဝါရောင်းဝယ်ပြီးတော့လဲသူတို့ရက်တည်နေတာမဟုတ်ဘူးဆိုပြီးတော့ အေရဲ့ပြောရေးဆိုခွင့်ရှိသူခိုင်ဒုက္ခကပြောပါတယ်နော်ဒါပေမဲ့ပြည်တွင်းမှာမိလိုက်တဲ့မြအကုန်လုံးကအေရနဲ့ဆက်ဆက်နေတာကြီးပဲနော်အဲ့တော့ပြည်တွင်းကပဲအဲ့လိုမျိုးဆက်ဆက်တယ်လို့ထုတ်ပြန်နေတယ်ဆိုလို့ရှိရင်ပြည်သူကမယုံကြည်ပါဆိုလို့နော်ဘင်္ဂလားဒေ့ကပါထားလာတာကုဘင်္ဂလားဒေ့ရဲ့နေကြားဆောက်တဲ့နော် BGB ကဘုံမူကြီးအာမတ်ကအခုလိုမျိုးတရင်ထုတ်ပြန်ရမှာထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူတို့ညင်းလဲဘာမှမထူးလေနှစ်နိုင်ငံအရောင်ပေါင်းပြီးတော့သူတို့မူရစ်စီ အခုလိုမျိုးကုန်ကူးရောင်းဝယ်နေပါတယ်လို့ပြောတဲ့ကိစ္စကိုတရားမဝင်တဲ့လက်နက်ကင်ဖွဲ့ထားပြီးကျွန်တော်တို့မလုပ်ပါဆိုပြီးထားညင်းတယ်ဟိုကမိထားလို့ပြောတာပေါ့အေကနေပြီးတော့အတင်းအဓမ္မလူသစ်စုဆောင်ပြီးတော့စစ်တင်တန်းနေပေးတဲ့ကလေးတွေဘင်္ဂလားဒေ့တွေကိုပြေးဝင်နေတာအများကြီးပဲတနတ်တွေကိုနတ်မြစ်တွေမှာပြစ်ချခဲ့တာတွေနော်ကျုံရနေရမှာပြစ်ချခဲ့တာပြစ်ချပြီးလို့ရှိရင်ဘင်္ဂလားဒေ့တွေပြေးဝင်နေတာအများကြီးပဲတချို့ဆိုတနတ်ပါကင်ပြီးတော့အလင်းဝင်သွားတဲ့သူတွေရှိတယ်ဘင်္ဂလားဒေ့ဘက်ကို ဲ့တော့သူတို့ဘက်မှာအသက်တည်အထောက်ထားဆုံဆုံလင်လင်နဲ့ပြောနေတာဘူးအဲ့ဒါကို AA ကငင်းနေတော့နော်ဘေးဘီရင်ထုံးမြင့်နိုင်အတွက်ပတ်စံရှာပေးနေရတာနဲ့မူရစီဝါတွေပါရောင်းနေရတဲ့ AA ဘွားကလည်းတတော်ကြီးသနာဖို့ကောင်းတယ်နောက်တဲ့ရင်တဲ့ဘုတ်ကတော့ဒါလည်းရက်ခိုင်ပါပဲအဲ့ဒါကဘာလဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းကကြောက်တော့မှာလေချောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တယ်နော်အဲ့ဒီလေချောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တဲ့နေရာကလူမမဲအရွယ်လေးတွေကို AA ကခေါ်ပြီးစစ်တင်တန်းပေးနေတဲ့နေရာတပ်ဖို့ကလည်းထွက်လာတယ်နော်ငငယ်လေးတွေအကုန်လုံး ဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုပိုင်ចောင်းကို တိုက်တာပါဆိုပြီးပြောတယ်။နော်ကိုပိုင်ចောင်းကိုတိုက်တာပါဆိုပြီးပြောတယ်။ဒီလောက်လက်နက်ကင်တောင်းချမ်းသူတွေတိမ့်ထားတဲ့နေရာမှာအစိုးရရန်နေရာလည်းမလဲပတ်နိုင်ဘူး။ဘလို့မှဆက်ဆက်လို့မရဘူးကိုပိုင်ចောင်းနဲ့ကြောက်တော်နေဆိုဘလို့မှဆက်ဆက်လို့မရဘူး။ဆိုတော့ဒီနေရာကိုလေចောင်း တိုက်ခိုက်တာနဲ့ပတ်သက်ပြီးတော့ဒီ NUG လိုလာတဲ့ကုလသမဂ္ဂအဖွဲ့တစ်ခုရှိတယ်ပေါ့နော်။ Double R Double M အဖွဲ့ပေါ့။အဲ့ဒီအဖွဲ့ကအချက်လက်တွေတောင်းဆိုနေတယ်ဆိုပြီးပြောတာပေါ့။အဲ့တော့အဲ့ဒီအဖွဲ့ကိုပြောချင်တာက နိုင်ငံဝန်ထမ်းတွေနော်တက်မတော်သားမိသားစုဝင်တွေမိခိုမိသားစုဝင်တွေပေါ့နော်ကလေးငယ်တွေပါဝင်လာတဲ့တင်မောအုပ်စုသူကလည်းသူစကမ်းပြန်ဆုတ်တဲ့ချိန်မှာအေးအေးတွေဘယ်လိုလုပ်ခဲ့လဲအဲ့ဒီမြစ်ကမ်းမိမှနေတဲ့အကျန်းဖက်သမားတွေဘယ်လိုလုပ်ခဲ့လဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်မဆွချင်ဘူးပြန်မပြောချင်ဘူးသူများတွေအဲ့ဒီအောက်မှာလလာမှန်းတယ်ကြောက်တော့ပြင်းစင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုဖြစ်တယ်ဘယ်ဝါဖြစ်တယ်နောက်အခုလိုဘုံကျဲတာအယောက်20တည်တထားဟိုကလူရဲ့ဆယ်ပုံတပုံ မရှိဘူးเนาะကို့အလဲကြတော့ ယာနဲ့ကြည်ဒီလိုမျိုးရဲရဲဆက်ဆက်ကိုဝန်ဆောင်တဲ့တကြီးရွယ်အိုတွေကိုဒီလိုမျိုးလုပ်ခဲ့တယ်။အခုစစ်တပ်နံပေးတဲ့နေရာတိုက်တဲ့ခါကျတော့မထပြီးတော့ကိုပိုင်းထက်တန်းကျောင်းတွေပါလာလို့တယ်။အဲ့တော့ခုနကကျွန်တော်ပြောခဲ့သလိုပဲကိုပိုင်းထက်တန်းကျောင်းနဲ့ကြောက်တော်နဲ့ဆိုတာလုံးဝအဆက်တဲ့စကားရက်မဟုတ်ဘူး။သုံးလုံးလို့တော့မရဘူး။နော်။အေးထိန်းချုပ်ထားတဲ့ဘယ်နေရာမှာမှပညာရေးဆိုတဲ့ခန္ဓာကမလဲပတ်နေဘူး။ပညာရေးခန္ဓာမလဲပတ်နေဘဲနဲ့အဲ့ဒီကလေးတွေအုံလိုက်ကျင်းလိုက်ကအဲ့ဒီကျောင်းမှာမပါလို့နေတာ။ရှင်းရှင်းလေးသူတို့တင်ထားတဲ့ မြို့မှာအဲ့ဒီအကြောင်းလေးကိုလည်းသူတို့အပိုင်သိမ်းထားတာငွေကြေးချမ်းသာတဲ့သူတွေတော်တော်များများကိုပိုင်အကြောင်းတစ်ကြောင်းလုံးထောင်နိုင်တဲ့သူတွေတော်တော်များများအေးအုပ်ချုပ်မှုရဲ့အောက်မှာမနေနေဘူးအကုန်လုံးရန်ကုန်တို့ပြည်တို့မှာဆင်းနေတာအဲ့တော့အဲ့အကြောင်းကိုဘယ်သူအုပ်စိုးထားလဲအေးပေါ့အဲ့အကြောင်းမှာရှိနေတဲ့ကလေးတွေကဘယ်သူကခေါ်ပြီးတင်နှံပေးနေတာအေးတင်နှံပေးနေတာလေရှင်းရှင်းလေးအချက်ချက်လက်ကျပဲပြောမယ်လျှောက်ပြီးတော့ရောင်ဝါးပြီးပြောမနေဘူးအဲ့ဒီအကြောင်းမှာတင်နှံပေးနေတဲ့အသက်မပြည့်သေးတဲ့ကလေးတွေက အေရဲ့အတ္တမစုဆောင်ခြင်းခံထားရတဲ့ကလေးတွေဖြစ်တယ်။နောက်တစ်နေ့ဘုကတော့စကိုင်းနိုင်ဒေသကြီးနဲ့ကချင်ပြည်နယ်အစပ်မှာရှိနေတဲ့ဗမောင်းမြို့နယ်ပေါ့နော်။ဗမောင်းမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ KIA PDF ပူပေါင်းအဖွဲ့ဝင်တွေနဲ့တက်မတော်နဲ့ရှမ်းပြည်တိုင်းသားလက်နက်ကိုင်တို့ပူပေါင်းတဲ့အဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ KIA နဲ့ PDF အဖွဲ့ဝင်တွေကဖားကန်လဲရှုံးဗမောလဲရှုံးတဲ့ခါကျတော့ဗမောင်းဘက်ကိုသွားပြီးတော့ဒါအင်အားဖြည့်ပြီးတော့ ထိုးစစ်စင်တိုက်ခိုက်မှုပြင်နေတာဖြစ်ပါတယ်။တိတ်ခပြန်ဆယ်တဲ့အနေနဲ့ပေါ့နော်။ဗမောက်ကိုရမလားလို့ပေါ့။ဒါပေမဲ့ကျွန်တော် drone ဖိုင်နေတဲ့မှာကျွန်တော်ကြည့်နေတာသူတို့ပြေးလွှားနေတာပဲ။နော်ဗမောက်မှာလည်းသူတို့ drone ချတာတွေထိတယ်။ဒါတည်တဲ့မြင်ကွင်းတွေလည်းကျွန်တော်မြင်ရတယ်ပေါ့နော်။အဲ drone ကင်တာရှမ်းနေရတိုင်းသာလနဲ့ကင်တွေထဲမှာတယ်။အဲ့တော့ရှမ်းနေတိုင်းသာလနဲ့ကင်တွေကလည်းသူတို့မျိုးလို့ပြောလို့ရတယ်ပေါ့နော်။သူတို့မျိုးကိုအခုလိုမျိုးချင်းဖော်လက်နက်ကင်ဖြစ်တဲ့ KIA နဲ့ PDF ဖွဲ့ဝင်တွေကအခုလိုလာဖြက်စီးတာဖြစ်တဲ့အတွက်သူတို့ကလည်းရွရွချုံချုံပြန်ပြီးတော့ ခုခံတိုက်ထုတ်နေတာမြင်ရပါတယ်နောက်တစ်နေ့တစ်ခုကတော့လူမှုကွန်ရက်မှာတက်လာတဲ့ဗီဒီယိုဖိုင်အတူလေးပေါ့နော်အဲ့ဒါကမိထီလာကရေကောက်ပွဲကော်မရှင်တာဝန်ရှိသူတူလို့ကျွန်တော်ထင်ပါတယ်မဲပေးဆက်နဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားတဲ့အချိန်မှာသူ့ရဲ့စကားကတော်တော်ပြတ်သားပါတယ်ကျွန်တော်တော်တော်ကြိုက်တယ်နော်ကျွန်တော်အဖမ်းမှန်ခါကပြန်ကြည့်ပါတယ်အဲ့ဒါကမဲရုံကိုဖျက်လို့ဖျက်စီးလုံးမဲ့သူတွေမဲပေးတာကိုမတရားသဖြင့်လုပ်တဲ့သူချက်ချင်းအေးအေးယူပြီးချက်ချင်းထောင်ချမယ်ဆိုတော့သူ့အတန်နဲ့ပြောရရင်နေမကူ တရားစီရင်ရေးကအပြတ်ချပြီးသားတရားရုံးကလည်းဖွင့်ထားမယ်အပြစ်ထောင်ချမယ်ဆိုသူရဲ့စကားကျွန်တော်တော်တော်ကြိုက်တယ်ရေကောက်ပွင့်နဲ့ပတ်သက်ပြီးတော့ဒီလိုတင်းတင်းကြပ်ကြပ်ဥပဒေတွေပြဋ္ဌာန်းထားတာဖြစ်ပါတယ်အဲ့ဒီအတွက်ရေကောက်ပွင့်နဲ့ပတ်သက်ပြီးရေကောက်ပွင့်ကျင်းပနေတဲ့မဲယုံပရဝံအတွင်းမှာနော်မဲယုံနဲ့ဘယ်နဲ့ကိုက်အတွင်းမှာဒါမှမဟုတ်လို့ရှိရင်နော်ရက်သွေးရွာထဲမှာပဲဖြစ်ဖြစ်ရေကောက်ပွဲကိုထိခိုက်စေမဲ့စကားဒါမှမဟုတ်ရေကောက်ပွဲကိုပြက်လို့ပြက်စီဖြစ်စေမဲ့အပြုမူတစ်ခုခုကျူးလွန်ခဲ့တယ်ဆိုလို့ရှိရင်နော် အဲ့ဒါတိတ်မကြအောင်နော်ပြီးခဲ့တဲ့ရက်ပိုင်းကတယောက်နမူနာပြပြီးသွားပြီလာရှိုးကထင်ပါတယ်ဣဒယာမနေတယ်လူမှုကွန်ရက်ပေါ်မှာတက်ပြီးတော့ဆဲတယ်ကိုကိုတယောက်ဥပဒေစုံမှုမရှိဘူးဆိုလို့ရှိရင်မရှိတဲ့အကြောင်းကိုမရှိတဲ့တောင်းဝန်ရှိတဲ့သူတွေပြောလေရေကောက်ပွဲနဲ့ပါဆိုင်လို့လို့အဲ့တော့ရေကောက်ပွဲကိုဂျာတဲ့ထဲခံပြီးဆဲတဲ့ခါကျတော့အဲ့ဒါ9နှစ်နော်အဲ့လိုပဲဆက်ရှိနေသေးတယ်အခုမန္တလေးမှာဆန္ဒပြတဲ့လူတွေမြင်လာရသေးတယ်ဗောနော် အဖန်းခံရပါလိမ့်မယ်အဖန်းခံရပါလိမ့်မယ်အဖန်းခံရလို့ရှိရင်လည်းရေကောက်ပွဲနဲ့ပတ်သက်တဲ့ပြစ်မှုပြစ်ဒဏ်တွေကပေါ်ပြပြီးသားဖြစ်ပါတယ်အဲ့ဒီတော့မှမျက်ရည်လေးဆန်းတန်းဆန်းတန်းနဲ့တနာစရာမျက်နှာလေးနဲ့ငုတ်တော့မထိုင်ကြပါနဲ့နော်ရေကောက်ပွဲကိုဖျက်ဆီးတာကနိုင်ငံကိုဖျက်ဆီးတာနဲ့အတူတူပဲကျွန်တော်တို့ကိုယ်တိုင်လည်းရေကောက်ပွဲဖြစ်မြောက်ရေးကိုဥတည်နေတာဖြစ်တယ်ရေကောက်ပွဲဖြစ်မြောက်ရေးကိုရှေ့ရှုနေတာဖြစ်တယ်ရေကောက်ပွဲမဖြစ်မြောက်လို့ရှိရင်ကျွန်တော်နိုင်ငံရဲ့အပြောင်းအလဲကိုကျွန်တော်တို့မြင်ရမှာမဟုတ်ဘူး အဲ့တော့ရေကောက်ပွဲကိုဖျက်ဆီးတဲ့သူတွေကနိုင်ငံရဲ့အနာဂတ်ကိုဖျက်ဆီးတဲ့သူတွေပဲလို့ကျွန်တော်တို့ဒီလိုပဲပြောရမှာဖြစ်ပါတယ်နောက်တစ်တင်းကအဲ့ဒါရခိုင်တင်းတဲ့ဘုတ်ကြံခဲ့တာပေါ့နော်အဲ့ဒါကတော့ရခိုင်မှာ A ကထုတ်ပြန်ထားတဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ပေါ့နော်အဲ့ဒီအဲ့ဒီကိစ္စပေါ့အဲ့ဒါဘာလဲဆိုတော့ရှင်းပါတယ်ကြီးကြီးကြီးရဲ့ရှောက်ပြောနေရလို့ရှင်သူတို့အသက်ရွယ်အပိုင်းခြားတစ်ခုအလိုက်ပေါ့ယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ရခိုင်ပြည်နယ်ပြည်ပေါက်ထွက်လို့မရဘူး A လက်ရှိထိန်းထားတဲ့ နေရာတွေရဲ့ပြင်ပောက်ထွက်လို့မရဘူးထွက်တယ်ဆိုလို့ချင်းအမျိုးသားတစ်ဆက်ပေါ့နော်အေးအေးယူခံရမယ်ဖမ်းခံရမယ်နှိပ်စက်ခံရမယ်အခုတချို့သောကောင်လေးတွေကအေဂျင့်တာယာဝါပြောတဲ့ရခိုင်ပြည်ကိုကြောခိုင်းပြီးတော့ရခိုင်ရိုးမကိုဖျက်ပြီးတော့လက်နက်ကင်တွေကိုရှောင်ပြီးတော့စစ်တပ်အုပ်ချုပ်ထားတဲ့နော်သူတို့ပြောတဲ့မြောင်းမြန်မာကိုစုပြုံပြီးလာကြတယ်ဘာလို့လာကြတာလဲခုနကစကားပဲပြန်ဆန့်ကျင်ပဲပြန်ယူဒီဘက်ချမ်းမာကဥပဒေစုံမှုမှုရှိတယ်ခုဘက်ချမ်းမာကမထင်မထင်သလိုဖမ်းဆီးမယ်တပ်ဖြတ်မယ်အာရမပြုချင်းခံရမယ် မွေးစီရောင်းဝယ်ဖောက်ကားနေတာ ਈ လဲကိုမျက်စိမှာမြင်နေရတယ်အနေထိုင်အောင်မြင်ကွင်းတွေလည်းမြင်နေရတယ်ဒီလိုနေရာမှာပြည်သူတွေကဘယ်သူမှအငတ်ခံပြီးမနေနိုင်ဘူးဘယ်လောက်ပဲအဖရာခိုင်နိုင်ငံတော်ကြီးကိုချစ်တယ်ပြောပြောနော်ရခိုင်လူငယ်တွေရခိုင်ရုံးမယူဖြတ်ကျော်ပြီးတော့လာကြတာပဲရန်ကုန်ဆင်းကြတယ်ပြည်မှာဆင်းနေကြတယ်ထုံမြင့်နိုင်တိဆောက်ချင်နေတဲ့ရခိုင်ပြည်နယ်ကအဲ့လိုလားဆိုတာမေးချင်တယ်နော်အခုတော့အဲ့ဒီသူတို့ထုတ်ပြန်ထားတဲ့အမိတ်ပေါ့နော်ရခိုင်ပြည်ထဲကနေဘယ်သူမှမထုတ်ပါဘူးဆိုတော့အမိတ်ကိုလူပွဲစားတွေတောင်ရှိနေပြီ ချိုးပေါက်လာမချိုးပေါက်လာမပြောလူပွဲစားတွေတောင်ရှိနေပြီအဲ့တော့ရခိုင်ကနေပြီးတော့ဒီပြည်မတွေကိုလာဖို့အတွက်ပွဲစားတောင်ရှိနေပြီအဲ့တော့အဲ့ပွဲသားတွေကိုပါအေဘက်ကနေပြီးတော့ဖန်စီအေးအေးယူထားတယ်လို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကအိန္ဒိယနိုင်ငံတော်ဝန်ကြီးချုပ်မစ္စတာနရင်ဒရာမိုဒီရဲ့85နှစ်မြောက်မွေးနေ့ကိုတဝန်လွာပေးပို့ခဲ့တယ်လို့သိရပါတယ်။ဒီတဝန်လွာမှာကတော့မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံကအိန္ဒိယကောင်းနေဖြစ်တယ် အဲ့ဒီလိုပဲမြန်မာနိုင်ငံမှာဖြစ်ပေါ်တဲ့နိုင်ငံရေးအခြေအနေတွေပြီးခဲ့တဲ့တန်ငလင်းဖြစ်စဉ်တွေမှာအိန္ဒိယနိုင်ငံအနေနဲ့ရည်တည်ကူညီခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းအိန္ဒိယနိုင်ငံကခိုးဘိုးဘေးပြည်ပြင်လက်ထက်တွေကအတူရှိခဲ့ရုံသာမကအခုလက်ရှိအချိန်ဒီပေါ့ဒါအိန္ဒိယနဲ့မြန်မာကြားထဲမှာချစ်ကြည်ရင်းစွဲဆက်ရှိနေတယ်ဆိုတဲ့အကြောင်းကိုနိုင်ငံတော်ယာယီသမ္မတကနေပြီးတော့တောင်းပန်လာပေးပို့ထားတာဖြစ်ပါတယ်အဲ့တော့ ပွင့်လင်ပြောရရင်တော့ကျွန်တော်ကအိန္ဒိယကိုသဘောကျတယ်เนาะကျွန်တော်ကဘောလိဟုတ်ကားလေတအားကြည့်တော့လေအိန္ဒိယကိုသဘောကျတယ်เนาะအိန္ဒိယကလည်းတအားမျိုးချစ်တယ်လို့မြင်ပါတယ်သူနိုင်ငံအတွက်သူတော်တော်လေးကြည့်တယ်လို့မြင်ပါတယ်အဲနောက်တစ်ခုကကျတော့အိန္ဒိယရဲ့ဒီဘောလိဝုဒ်ဇာတ်ကားတွေကကျတော့စင်စာအပိုင်းကျတော့တော်တော်လေးဖြေလျှော့ထားတာတွေ့ရတယ်တော်တော်ဝင်ကြီးပြောလဲဘာမှမဖြစ်ဘူးเนาะတော်တော်ဝင်ကြီးတယောက်လောက်ကိုရဲရလဲဝင်ဖမ်းလဲဘာမှမဖြစ်ဘူးဒီလိုဇက်ွက်မျိုးတွေရိုက်နိုင်တဲ့အထိအိန္ဒိယမှာကလွတ်လပ်တယ်ပေါ့เนาะ တော့ကျွန်တော်နိုင်ငံမှာလည်းတော့အနုပညာလောကနဲ့ပတ်သက်ပြီးတော့အဲပြောချင်တာစင်စာကိုပေါ့အတိုင်းအတာတစ်ခုထိအဲ rating အနေနဲ့ပေါ့ချသိချင်ပါတယ်เนาะချသိချင်ပါတယ်တာကြီးတင်းကျက်ထားတာမျိုးမလုပ်ပဲနဲ့ပေါ့เนาะလွတ်လွတ်လပ်လပ်ဖန်တီးစေချင်ပါတယ်အဲ့တော့ဒီနေရာမှာဟိုပြီးခဲ့တဲ့ဇက်ကားတွေကျွန်တော်မြင်ခဲ့တယ်ပေါ့เนาะအဲ့ဇက်ကားတွေမှာကကြာတော့ဘာဖြစ်လဲဆိုတော့စောင်းမြောင်းရိုက်ကူးတဲ့ဟာတွေရှိတယ်ဒီအစိုးရတောင်ဝန်ရှိတဲ့သူတွေရဲ့ အလွတ်တမ်းပြောတဲ့စကားတွေကိုစောင်းမြောင်းရိုက်ကူးတာတွေရှိတယ်။ဒီလိုဖြစ်စဉ်မျိုးကိုတော့မလုံနဲ့ပေါ့။အဲ့တော့စီကံတစ်ခုတော့ထားပေါ့။အဲ့လိုမဟုတ်ပဲနဲ့နိုင်ငံရေးကိုနိုင်ငံရေးလို့ဒါမှမဟုတ်လို့ရှိရင် စိတ်ကူးရင်ဖန်တီးတဲ့ဇက်ွက်တွေပေါ့။ကိုရီးယားမှာလည်းဒီလိုပဲရိုက်တယ်ပေါ့နော်။ဒီလိုမျိုးရိုက်ကူးတဲ့ဆိုရင်တိတ်ပြတနာမရှိဘူးပေါ့နော်။အခုကကျွန်တော်တို့နိုင်ငံမှာကဒီတမန်ဦးသိန်းစိန်အစိုးရလက်ထက်မှာနော်တမန်ကြီးလက်ထက်မှာဖြေလျှော့ပေးလိုက်တာနဲ့အမြတခါတဲ့ဝန်ကြီးတွေကိုထိုင်ပြောနေတာထိုင်ပြောနေတာ ဟိုပြောတဲ့သူတွေကြည့်တော့လဲအခုဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်ရုပ်ရှင်တော်မရရတော့တဲ့သူတွေပေါ့နော်မကြောက်မနာတာတွေရှောက်ပြောနေတာဒီလိုမျိုးစိမဲ့ကမ်းမဲ့တော့မလုံးနဲ့ပေါ့နော်ဒါပေမဲ့ဒီပူပြီးတိုးတက်လာဖို့မျိုးချစ်စိတ်ရှိဖို့အတွက်နော်မျိုးချစ်စိတ်ရှိဖို့အတွက်တော့အတိုင်းအတာတစ်ခုထိစင်စာတွေရှော့ပြီးတော့ဒါရိုက်ကူးသိချင်းပါတယ်နော်တချို့စင်စာတွေကကြပြန်တော့လဲကျွန်တော်လူငယ်တွေရဲ့အမြင်နဲ့ကြည့်တဲ့ခါကျလို့ရှိရင်မလိုအပ်ဘဲနဲ့ဖြတ်တောက်တာတွေမျိုးလည်းကျွန်တော်တို့မြင်ရပါတယ် ဒါမျိုးတွေကြတော့မကောင်းဘူးပေါ့နော်ဖန်တီးတဲ့အမှုပညာတွေမှာယော့သွားတယ်ပေါ့ဇက်ကားတကားမှာအခြေဆက်ရှိတာကိုရှေ့တွေနောက်တွေခြေဆက်ရှိတဲ့ခါကျတော့ဒီမှာအခြေဆက်လွဲသွားသလိုကျွန်တော်တို့ခံစားသွားမှာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့နိုင်ငံတကာသတင်းဖြစ်ပါတယ်ပိုလန်ကသူ့နိုင်ငံထဲကိုရုရှား drone ကြားတယ်ဆိုပြီးတော့ထအော်တယ်ပေါ့နော်အဲ့ဒီ drone ကတကယ်ကြားခဲ့လားမကြားခဲ့လို့သူတို့ရိုက်ပြတဲ့ drone ကရုရှား drone ဟုတ်လားမဟုတ်လားတော့ကျွန်တော်လည်း confirm မလုပ်နိုင်ဘူးဒါပေမဲ့ပိုလန်ပြည်သူတော်တော်များများကအဲ့ဒါကိုသိမ့်မကြိုက်ဘူး တိတ်မကြိုက်ဘူးဆိုတာအိမ်ဖက်အော်နေတာမကြိုက်ဘူးဘာမှလည်းထိခိုက်ပျက်စီးသွားတာလည်းမဟုတ်ဘူးအပြဿနာဘာဖြစ်လဲဆိုတော့သူ့စီမှာမီးလောင်သွားတဲ့ဖြစ်စဉ်ကသူ့စီမှာဒီပြည်သူတယောက်ရဲ့နေအိမ်မီးလောင်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်အဲ့ဒါကသူ့စီကတက်သွားတဲ့လေရင်ကပြစ်ချတဲ့ကြီးပေါ့နော်အဲ့ဒါမှားပြီးတော့ဟိုဟာအိမ်တဲ့အိမ်ပေါ်သွားကြတဲ့အချိန်မှာပျက်စီးသွားတာမျိုးဖြစ်ခဲ့တယ်ဆိုဒေတာတွင်းသတင်းမီဒီယာတွေကပေါ်ပြတယ်အဲ့တော့ရုရှားကိုသူတို့ကဒီလိုဆွတ်ဆွဲနေတာရှိတယ်နီတိုနိုင်ငံဒီအနေနဲ့ဒါမှမဟုတ်နျူကလ িয়ার ပိုင်တဲ့နိုင်ငံတွေအနေနဲ့ပိုလန်မှာနျူကလ িয়ার လက်နက် ချထားမယ်ဆိုလို့ရှိရင်ခွင့်ပြုမယ်ဆိုပြီးပိုလန်သမ္မတထပြောတယ်အဲဒါကလည်းတိတ်တော့အဆင်မပြေနေဘူးအဲ့လိုမျိုးလုပ်မယ်ဆိုရင်ဒါပူတင်ဘက်ကဒေါသထွက်လာပြီးတော့ပိုလန်မှာထအသိနေလို့ရှိရင်ဒုက္ခရောက်နေဦးမှာပေါ့နော်အဲ့တော့နောက်ထပ်ဆက်ဆက်သတင်းပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ပြီးခဲ့တဲ့ဒီ Charlie Cook ပေါ့နော် Donald Trump ရဲ့မိတ်ဆွေ Charlie Cook ကိုလိုချင်တပ်ဖြတ်မှုနဲ့ရေကောက်ပွဲကာလမှာ Donald Trump ကိုလိုချင်တပ်ဖြတ်မှုရဲ့နောက်ွယ်မှာ Zelensky ရှိနေတယ်ဆိုပြီး Ukraine လွတ်တော်အမတ်တယောက်ကပြောပါတယ်ဒါဒီတာက ဒီအဲ့ဒီအမှတ်အနေနဲ့ဘယ်အချက်လက်ကိုကိုးကားပြီးပြောတာလဲတော့မပြောပါဘဲလက်ရှိအချိန်မှာတော့နိုင်ငံတကာသတင်းမီဒီယာတွေထက်မှာဒီသတင်းကတော့ပြန့်နှံ့နေတာကျွန်တော်မြင်ရတာဖြစ်ပါတယ်ခင်ဗျာဆိုတော့နောက်ဆုံးသတင်းမှာနောက်ဆုံးသတင်းကတော့ကျွန်တော်တို့ဖားကတ်နဲ့ကျွန်တော်တို့ဇာတင်ရအောင်ပါဖားကတ်မှာကြေးရွာ၃ရွာကိုလုံညွိတက်ဖို့ဝင်နေဘက်ကထပ်ပြီးတော့တိမ့်ပိုက်လိုက်တယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာပါတယ်အခုချိန်မှာတော့ဒလုံခင်းကန်စီအောင်ပါလီဆန်ခါမော်ဘုံဂဒီမော်မလောင် မော်စီစာခွန်စာကုန်းလေပြင်းတာယာကုန်း အမိုက်ပုံမော်ဝံလေးမော်ဝံကြီးစွန့်ငါရန်နမပြစ်ဖာကန့်ဂျူမာစမ်းကြွယ်မော်တောင်ချက်ရော်ခမြောက်ဖြူမော်မောင်းလျံဆိုင်းကြပွန်စားတဲ့ဒီနေ့မြေဒီကိုလုံညွင့်တဖုံဝင်တွေကပြန်လဲသိသိထားလိုက်ပြီလို့သိရပါတယ်ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာကျေးဇူးအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့ညလေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KP Webby ABCBV ဖုန်းနံပါတ်ဖြစ်တဲ့39640398ကိုဒတရအကောက်တွေထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WB ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ